င်္ဂလာပါယနေ့နိုဝင်ဘာလ15ရက်နေ့ DBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့ကြောက်ဖြူမျိုးတိုင်းချောင်းကျေးရွာကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတနင်္လာနေ့နိုင်ငံကပေးပို့ထားပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်မင်းပြင်တိုက်ပွဲအတွင်းမှာအာရခတတော်အေအေကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်24ဦးခန့်တေဆုံးသွားတယ်လို့ကြောက်ဖြူစေရေးသတင်းမြေစီကသိရပါတယ် စကောင်စီတက်ဟာကြောက်ဖြူမျိုးနဲ့ရှိအမှတ်32ရက်တက်ရင်နဲ့တညဝနီရက်ဌာနချုပ်ကနေအရခတတော်အေထိန်းချုပ်ထားတဲ့မင်းတက်တောင်နှမ်းဖဲတောင်နဲ့ငတိုင်းချောင်းကျေးရွာဘက်ကိုဥတည်ကထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာစစ်ကောင်စီတက်ဟာကြောက်ဖြူမျိုးနဲ့တိုင်းချောင်းကျေးရွာကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အေကဆုတ်ခွာပြေးလိုက်ရကစစ်ကောင်စီတက်ကတိုင်းချောင်းကျေးရွာနဲ့တိုင်းချောင်းဆယ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီဟာတိုင်းချောင်းကြေးရွာကနေအေးအေးခုခံစစ်အခိုင်အမာပြုလုပ်ထားတဲ့မင်းပြင်ကြေးရွာကိုထိုးစစ်ဆင်လာပြီးမင်းပြင်ကြေးရွာကိုထိန်းချုပ်နိုင်ပြီးဆိုတဲ့ဝါဒဖြန့်တပ်ဖွဲ့တွေရိုက်ကူးဖို့ပြင်ဆင်နေစဉ်အေးအေးကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား24ဦးကတေဆုံးသွားတာဖြစ်တယ်လို့စစ်ရေးသတင်းမတွေစီကသိရပါတယ်စကားစကားတော့32ရေတက်ရင်နဲ့ဒညာဝတီရေတက်ကနေတိုင်းချောင်းတို့မင်းပြင်းတို့ဘက်ကိုစစ်ကြောင်းထိုးနေတာပါ ဒီခါလဲအဲ့ဒီဘက်တွေမှာခြေကုပ်နေရာယူထားကြတာပါသူတို့ကတိုင်းချောင်းကိုထိန်းထားနိုင်တော့မင်းပြင်ကိုအင်အားအများပြားနဲ့ထိုးလာတာရှိပါတယ်အေကလည်းစုပ်ပေးတာမျိုးရှိတယ်တဲ့သူတို့ကဝါရဖြန့်တပ်ပုံတွေရိုက်ကူးဖို့ပြင်ဆင်နေတဲ့အချိန်မှာအေကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်20ကျော်သေဆုံးသွားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာမင်းပြင်ကြီးပါကိုထိန်းချုပ်နိုင်ပြီလို့သူတို့ရဲ့ဝါရဖြန့် Telegram Channel တွေမှာဖော်ပြထားပေမဲ့လည်းမင်းပြင်တိုင်းချောင်းကြီးပါနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ရဲ့စီရေးသတင်းမီဒီယာသိရပါတယ်။လက်ရှိအာရခတတော် AA ဟာကြောက်ဖြူမြို့နယ်ကိုထိုးဖောက်ဝင်ရောက်နိုင်မှုအတွက်မင်းပြင်ဂေါ်ဒူတောင်တန်းတွေကနေထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။အာရခတတော် AA ဟာကြောက်ဖြူမြို့နယ်ရှိတိုက်ပွဲတွေမှာအကြဆုံးနေပါအောင်သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကိုဆုတ်ခွာလိုက်ထိုးစစ်ဆင်တိုက်ခိုက်လိုက်စတဲ့စီရေးနည်းပညာကိုကျင့်သုံးနေတာဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သားတွေအကြဆုံးများပြားရှိတယ်လို့လည်းသိရပါတယ်။ ကျောက်ဖြူမြို့မှာတညောက်ရီရဲဌာနချုပ်ခလာရ34ခမရ5လေးနဲ့ခမရ5လေး3ခမရ32ရဲတရင်တောင်မော်ကြီးရဲတပ်စခန်းအုံးကျွိန်ရဲတပ်ဌာနခွဲလို့ရှိပြီးရဲတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ TNL နဲ့ပြစ်ခတ်ရဲဆဲပြီးနောက်မှာရခိုင်ကမြို့နယ်တွေကိုနေ့စဉ်ရဲဆက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေသလိုလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ကျောက်ဖြူနဲ့စစ်တွေမြို့နယ်တွေကိုလည်းစစ်အင်အားတွေဖြည့်တင်းနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မောင်မြို့ကိုပြန်ရပြီလို့စကစထောက်ခံသူတွေကဝါဒဖြန့်နေပေမဲ့ရေပြင်တိုက်ပွဲတွေထဲမှာစစ်တပ်ကသာအထိနာနေတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းထပ်ပိုင်းရှိဗမောင်းမြို့ကိုပြန်လည်သိမ်းပိုက်ရရှိပြီလို့စစ်ကောင်စီထောက်ခံသူတွေဘက်ကနေဝါဒဖြန့်ပြောဆိုမှုတွေရှိနေပေမဲ့လည်းမြေပြင်မှာတော့စစ်တပ်ဘက်ကသာအထိနာတိုက်ဆုံမှုတွေများနေတယ်လို့မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ ညနေပိုင်းမှာစတင်ကစစ်ကောင်စီထောက်ခံသူအကောင့်တွေနဲ့ပိတ်တွေမှာတဆင့်ဗမောက်ကိုစစ်တပ်စစ်ကြောင်းများစတင်ဝင်ရောက်နေပြီးဟုဆိုကဝါဒဖြန့်မှုတွေရှိခဲ့ပါတယ်။အဆိုပါဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီးဗမောက်မျိုးရှိတိုက်ပွဲတွေမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မြေပြင်တော်လှန်ရေးရဲဘော်တအူကိုဆက်သွယ်မေးမြန်းရမှာတော့သတင်းမှားတွေသာဖြစ်တယ်လို့ BBM ကိုပြောပါတယ်။ဗမောက်မျိုးကိုစစ်ကောင်စီတပ်ကပြန်ဝင်နေပြီဆိုတာသတင်းမှားပါ။အဲ့သတင်းမဟုတ်ဘူးဗျ။ကျွန်တော်တို့ပတ်တိမှာတော့အစီပါပဲဗျ။ ဗမောက်မျိုးဟာစကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိပြီးကချင်ပြည်နယ်နဲ့အဆက်နေရာဖြစ်တဲ့အပြင်ဒေါ်လန်ရေးအင်အားစုတွေထိန်းချုပ်ထားရာအင်းတော်ကတာမျိုးနယ်တွေနဲ့လည်းထိစပ်နေတာကြောင့်ဖြူဟာအရအရေးပါတဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်အဆိုပါဗမောက်မျိုးကို MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တို့ပူးပေါင်းပြီးစက်တင်ဘာလ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာရပ်ပိုင်းအတွင်းမှာလည်းရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါမျိုးသိမ်းတိုက်ပွဲအတွင်းကြန့်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရှမ်းနီပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာဗမောက်မျိုးမှတဆင့်ဆုတ်ခွာခဲ့ပြီးအော်တိုဘာလ၄ရက်နေ့မှာတော့ဟုံးမလင်းမျိုးမှလိုက်လာတဲ့စက္ကဆာစစ်ကူစစ်ကြောင်းတွေနဲ့ပူးပေါင်းကမြို့ကိုတဖန်ပြန်လဲတိုက်ခိုက်လာတယ်လို့သိရပါတယ်။ဗမောက်မျိုးကို ပြန်လဲရရှိဖို့အတွက်မြို့ရဲ့အနောက်ဘက်မှတဆင့်နေ့စဉ်အင်အားသုံးထိုးစစ်ဆင်နေတယ်လို့ဒရုန်းနဲ့လေကြောင်းကိုလည်းအလဲကျသုံးပြတိုက်ခိုက်နေပေမဲ့စစ်တပ်ဘက်ကသာအထိနာပြီးဒဏ်ရာရရှိ တိတ်ဆုံးသူ၎င်းစစ်တီတွေကိုတိုက်ပွဲတွေအတွင်းမှာပြန်လည်ခေါ်ဆောင်သွားရတာမျိုးတွေတွေ့မြင်ခဲ့ရတယ်လို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။တပ်ပေါ်တွေလည်းတုံမှန်ဖမ်းမိတာမျိုးတော့မရှိဘူး။ဒါပေမဲ့တော်လေးတော့အထင်ရှားသွားတယ်။သူတို့ရဲ့ရဲဘော်လောင်းတွေကိုပြန်မဆွဲပဲပြစ်ထားခဲ့တာအများကြီးပဲ။တူးတာတော့နေတိုးနေရပဲ။နေတိုင်းထိနာနေရပဲ။လက်တူတိုင်းသူတို့လူသူတို့ထမ်းထုတ်ပြီးပြန်သွားရတာတွေမြင်နေရတယ်။အဆိုပါဗမောက်မျိုးကိုရရှိဖို့တော်လိုင်းရင်အားစုတွေရှိရနေရာတွေကိုစစ်တပ်ကလက်နက်ကြီး ဒရုန်းလေယာဉ်တို့ဖြင့်ပစ်ခတ်တာမျိုးတွေရှိသလိုပြည်သူပိုင်နေအိမ်တွေကိုလည်းရွေချက်ရှိရှိမီးရှို့ဖျက်ဆီးရတွေလည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီထောက်ခံသူတွေနဲ့ဝါရဖြန့်သူတွေဘက်ကယခုရက်ပိုင်းအတွင်းတော်လှန်ရေးအင်အားစုတွေဘက်က၎င်းတို့ထံသို့ပကူပြောင်းခုလုံမှုတွေရှိနေတယ်လို့လည်းပြောဆိုနေပေမဲ့ BBM အနေနဲ့သိချတည်ပြနိုင်ခြင်းတော့မရှိသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စကိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာရှိတဲ့တရုတ်ဝန်ပေါင်းကျင်းဒီစီမံကိန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောထီးတွေနဲ့ရှမ်းပြည်လက်နက်ကင်တွေကအနီးအနားပတ်ဝန်းကျင်ကြီးရွာမှာနေအိမ်ကုန်စုံဆိုင်တွေကိုဖောက်ထွင်းခိုးယူနေတယ်လို့ဒေသခံသတင်းရင်းမြစ်က BBN ကိုပြောပါတယ်။နိုဝင်ဘာလ14ရက်မနေ့ပိုင်းမှာတရုတ်ဝန်ပေါင်းကျင်းဒီစီမံကိန်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေညောင်မင်းကြီးရွာမှာရဲတွေနဲ့ပလောင်ရွာဘက်မှာရှမ်းနေတဲ့ပြူစောထီးတွေဟာ စပေးရှောင်သွားတဲ့ပြည်သူတွေရဲ့ကုံစုံဆိုင်တွေနေအိမ်တွေတဲကနေပစ္စည်းတွေခိုးယူပြီးဝမ်ပေါင်းတဲကိုတည်သွားတယ်လို့ဆိုပါတယ်။ဆိုပါစီမံကိန်းအနီးဝင်းကျင်မှာရှိတဲ့ပလောင်ရွာမဒေသခံတွေကလည်းအားလုံးစပေးရှောင်သွားကြတာကြောင့်စစ်သားပြူစောဒီနဲ့ရှမ်းနီလက်နက်ကင်တွေကဝင်ရောက်တက်ဆွဲပြီးအနီးနားမရွာတွေကိုလည်းတွားကြည့်ပြန်ကြည့်လုပ်နေကြတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ17ရက်နေ့နဲ့12ရက်နေ့ဒီမှာလည်းဝမ်ပေါင်းကျင်းဒီစီမံကိန်းအတွင်တက်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေပြူစောရီးတွေနဲ့ရှမ်းပြည်လက်နက်ကိုင်တွေကိုဒေါ်လာရင်တပ်ဖွဲ့တွေကနှစ်ရက်တာအတွင်းလက်လုံရှော့တိုက်တုံးစနစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ဒါအပြင်အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်းတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဒေါ်လာရင်တပ်တွေက109မမရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကုမ္ပဏီဝင်းတွင်မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မုံမြင်နယ်ရေးမြို့နယ်ရွာကလေးနယ်ဝါဟိုင်းကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ရေဘလူးတပ်ရင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ9ဦးသေဆုံးခဲ့တယ်လို့ရေဘလူးတပ်ရင်းရဲ့တာဝန်ရှိသူတွေထံမှသိရပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုရေဘလူးအဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့ရာကနေတနအီနီးပါးနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။တိုက်ပွဲတွင်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီး BBN ကတီးကြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။လက်ရှိမှာအဲ့ဒီစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ခြေရွာနီးတစ်ဝိုက်မှာတက်ဆွဲထားပြီး နှစ်ဖက်စီရင်တင်းမာနေစေဖြစ်ပါတယ်အဆိုပါစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာဒေသခံတပ်ဖွဲ့တွေကိုတားဆီးစစ်ဆေးမှုတွေပြုလုပ်ပြီးကားနဲ့ဆိုင်ကယ်သိမ်းဆဲတာတွေလည်းရှိခဲ့တယ်လို့ဖြစ်စဉ်ကိုကြားသိထားတဲ့ဆစ်ရှောင်းကူညီသူတဦးက BBN ကိုပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့မှာပဲရေးမြို့နယ်အာယူတောင်မော်ကနင်းတောင်ပုံတောင်စွန်းသွားတဲ့လမ်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကဂိတ်ချပြီးဒေသခံ10ဦးတဲ့မင်းဲကိုဖမ်းဆီးခဲ့ပါသေးတယ် ဖန်စီခံခဲ့ရတဲ့သူတွေဟာအသက်အရွယ်အားဖြင့်15နှစ်ကနေ40ကျော်ကြာရှိသူတွေဖြစ်ကြပြီးအချို့ကငွေကြေးနဲ့ပြန်ရွေးလို့လွတ်ပေးလိုက်တာရှိပေမဲ့လူငယ်အချို့ကတော့အဆက်အသွယ်မရသေးဘူးလို့ဒေသခံတဦးကပြောပါတယ်။ယခုနိုဝင်ဘာလဒုတိယပတ်ထဲမှာပဲရေးမျိုးနယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာတိုက်ပွဲ၄ကြိမ်နဲ့မနယ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှအများအပြားထိခိုက်သေးဆုံးခဲ့တယ်လို့တော်လိုင်းရဲတပ်တွေဘက်ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာ BBC က Trump ရဲ့မိန့်ခွန်းအစိပ်ပိုင်းတွေကိုပေါင်းစပ်ထားတဲ့ Panorama အပိုင်းအတွက် American သမ္မတဒေါ်နယ်ထရမ့်ကို တောင်းပန်ခဲ့ပေမဲ့ရောကြီးပေးဖို့တောင်းဆိုချက်တွေကိုပယ်ချခဲ့ပါတယ်။ဆိုပါတိဖြတ်မှုတွင်သမ္မတထရမ့်အနေနဲ့အကြမ်းဖက်လုပ်ရတွေအတွက်ဓာတ်ရိုက် တောင်းဆိုခဲ့တယ်ဆိုရင်မာယွန်းနဲ့ထင်မြင်ကိုဖြစ်စေခဲ့ပါတယ်လို့ BBC Corporation ကပြောကြားခဲ့ပြီး 2024ခုနှစ်အစီအစဉ်ကိုထပ်မံပြသမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ထွက်မြေရှိနေက BBC နေနဲ့အဆိုပါဗီဒီယိုကိုပြန်လည်ရုပ်သိမ်းခြင်းတောင်းပန်ခြင်းနဲ့ရောကြီးပေးခြင်းမပြုလုပ်ပါက BBC ကိုဒေါ်လာ1ဘီလီယံပေါင်956သန်းရောကြီးပေးရန်တရားစွဲမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ရေကြမှုဝန်ကြီးလီဆာနန်ဒီက BBC Breakfast ကိုပြောကြားရမှာ BBC Corporation ဟာသူတို့တောင်းဆိုချက်တွေကိုလေးနက်နဲ့လှုပ်ဆောင်နေတာကိုယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့သူမက BBC Radio 4ရဲ့ Today အစီအစဉ်မှာလည်း BBC ရဲ့ Editor အာဘော်စံနှုန်းတွေနဲ့လမ်းညွှန်ချက်တွေဟာချိုးကိစ္စတွေမှာခိုင်မာမှုမရှိဘူးချိုးကိစ္စတွေမှာတတမတ်ထဲကျင့်သုံးမှုမရှိဘူးလို့ပြောကြားခဲ့ပြီးဒင်းစာပညာနောက်ခံရှိတဲ့အလွန်အဆင့်မြင့်တဲ့လူတွေလိုအပ်လိမ့်မယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။မြမလက်73ရရက်က Liberal Democrat ခေါင်းဆောင် Sir Ed Davey ကဝန်ကြီးချုပ်ကို Trump နဲ့ဖုန်းပြောဖို့တိုက်တွန်းခဲ့ပြီးသူ့ရဲ့တရားစွဲဆိုမှု ချိန်ချောက်မှုကိုရပ်တန့်ဖို့နဲ့ BBC ရဲ့ဗမ်းမလိုက်မှုနဲ့လွတ်လပ်မှုကိုကာကွယ်ဖို့တိုက်တွန်းခဲ့ပါတယ်။အရှုပ်တော်ပုံကြောင့် BBC ညွန်ကြားရေးမှူးချုပ် Tim Davey နဲ့တရင်ဌာနကြီးကဒါဘူရာထာနက်စ်တို့ကပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပဲယာရုကနေနှုတ်ထွက်ခဲ့ကြပါတယ်။ BBC News က Emiro C ကမှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ပါတယ်။ကျွန်တော် Richard ပါ။ဒီနေ့နိုဝင်ဘာလ15ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ